ဘုရားပြားလက်ထက်ကထွက်ကြပါတော့နော်နမရမဏိကဘုရားပြားကိုလုံကြတဲ့အချက်နဲ့ပတ်သက်ပြီးနောက်ဆုံးအမှုပေါ်သွားပြီအမှုပေါ်သွားတော့ဒီနမရမဏိကိုမိလောင်တိုက်တွင်းစီဆိုပြီးအမိန့်ချထားပြီဒါပေမဲ့ခொနည်းအတွက်မှနှိမ့်ချိုက်တဲ့ကောင်းမှုကုသိုလ်ပြုစေဆိုခွင့်ပေးထားတယ်ထိုခြင်းကမနနမရမဏိကလည်းဒီမဏိဥကြောင့်ဥဆောင်ကိုလှူဒန်းပြီးတဲ့အချိန်ကမှတတော်ဥပုပ်ကိုကြောင်းနေတတော်ဖြစ်တင်ထားပါတယ် ဒါတော့ဥပုဘ္ဗကလည်းနမ်ရောမေနုဆိုတဲ့เจ้าမကြီးเจ้าလာလို့တခါမှစကားမပြောဘူးเจ้าမမေနုကလည်းငါကိုပဲရှိကနေတဲ့ဆရာတော်ကငါ့ကိုစကားတခါမှမပြောပါလိမ့်ချင်းဆိုပြီးတော့ဒေါကန္တတခါမှမရှိခဲ့ဘူးမကြည်နဲ့ချက်တည်းလည်းတလုံးမှမရှိခဲ့ဘူးဘယ်နဲ့တော့ဒကာကြီးတို့မင်းကြီးကြားကြတာကြားကြတာမလီဆရာတော်နဲ့ကိန်းကြီးခန်းကြီးနဲ့လိုက်တဲ့တို့တော်တော်တောင်စကားမပြောဘူးဟောဒီပုံစံမျိုးဟုတ်သလား မဟုတ်ဘူးနော်အသိဉာဏ်ရှိတယ်နော်အဲဒီတော့ဒီနေ့ကျတော့ခုလိုမေးလောင်တဲ့အသွင်ခံရပြီဒီနေ့အမိန့်ချက်ထားပြီးတဲ့နေ့ဆိုကြလို့ဆရာတော်ကသွားခတ်တော့အဲဒီခံကြတော့ဆရာတော်ကစကားပြောဆရာတော်ပြောတဲ့စကားလေးဘုန်းကြီးကပြောချင်တော့ဘာပြောလဲအမှုတော်ကံရဲ့အကျိုးကိုခံရတာဝမ်းမနဲ့လေဝမ်းတရားဘာဖြစ်လို့လဲကျွေးဆက်ထံနဲ့အတူတူပဲ ကျွေးဆက်လိုက်လို့ကျွေးကျူပြီးပြီဆိုရင်ဒီကျွေးနဲ့ပတ်သက်တဲ့နောက်ထပ်ပြဿနာမရှိတော့ဘူးဒါကြောင့်အမှုတုကံရဲ့အကျိုးကိုခံရခြင်းဒီကျွေးဆက်တဲ့အလိုလိုဖြစ်တဲ့အတွက်ကျွေးကျူသွားပြီဒါကြောင့်ဝမ်းမနေနဲ့ဝမ်းသာရမယ်ဆိုပြီးသတော်ကဒီမေကုန်းလေးဒီဆုံးမတဲ့ခင်တခုဆုံးဆုံးမဆုံးမလိုက်တော့ဘာဖြစ်လဲနမောမေလိုအကြီးကျယ်ဝန်တန်တော်တယ်ဒီဩဝါဒအဆုံးမမျိုးရှေ့တော့မှတော့ပြီးခဲ့ငါရွှေချောင်းကြီးတောင်ဆောက်ပြီးတော့ လှူတယ်ဆိုပြီးသူကဒီလောက်ထိစိတ်ထဲဝန်းထားသွားတယ်ခုဒီမှာပြောနေတာကဒီတိုင်းပဲကတ္တမမြတ်စွာဘုရားကပြမခဲ့တဲ့ဝစီပေနဲ့အကုသို့ကံစုကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးတွေကိုခံစားနိုင်ရခြင်းဒီဘာလို့ထားလဲကျွေးဆက်လိုက်တာပဲကျွေးကြည့်သွားပြီကျွေးကြည့်တော့ခုဘာဖြစ်လဲသတ္တဉာဏ်ညာညာဘုရားအတွက်လမ်းစားကပေါ်မလာဘူးလားပေါ်လာပြီနော်ပေါ်လာလိုက်တဲ့အတွက်ဘာဖြစ်လဲသတ္တမေဇာရတကုမာရဣန္ဒတော်တိ ရာဇကုမာရတက္ကရောဘောဓိမေတ္တာတတမေရှင်ထွန်ငါဘုရားတော်တို့ရဲ့တန်တာ၌ဣတံဧသောဘိဝိတကောဤသောသေအကြံဖြင့်သည်ဟောတိဖြစ်ပေါ်တော်မူခဲ့သည်။ဘယ်လိုလဲ။အကြံစီတစ်ခုပေါ်လာတယ်ဘယ်လိုအကြံစီပေါ်လာလဲ။ဂိမုခောအဟံတတဒုက္ခသောဘာယမိယန္တဒုက္ခအညတေဝကမိဟိအညတရာအကုဒလိဟိဓမေဟိတိ။အဟံကတိ ဉာဏ်တံဒုက္ခအကျဉ်းချမ်းသာဒုက္ခတိကကာမေဟိဝိတုကာမတောမအိညာတေဝကိစ္စတိဖြစ်ပေသဖြင့်အိညာတေဝအခြားသောဘဖြစ်ပြီးဖြစ်ရသဖြင့်အကုသလေဟုဓမေအကုသောတရားတော်မအိညာတရာအခြားသောဘဖြစ်ပြီးဖြစ်ရသဖြင့်အတုရှိပြီးတဏ္ဍုခန္ဓာထုပဲသောသောခန္ဓာဒုက္ခကိုအဟံဃာတိပါယဖြင့်ဂိဟုခေါ်ကြောက်ရွံ့များနေလေသလောကာမဂုဏ်တို့နဲ့ဝေးကွာနေတဲ့ချမ်းသာဒုက္ခတစ်ခု အဘုဒ္ဓတရားကြီးနဲ့ဝိကွန်ဒီတဲ့ဌာနဒုက္ခတခုလောကမှာရှိတယ်။အဲဒီလိုဌာနဒုက္ခမျိုးကိုငါကြောက်ညာနေလေသလားဆိုပြီးတော့မိမိကိုယ်ကိုမိမိမေးကြည့်။ဘယ်နေတော့ဒီကကြီးတွေကိုကြောက်လား။ဟမ်မကြောက်ပါဘူး။ဘုန်းကြီးကတော့မယုံပါဘူးဒီထက်မှပြန်မယ်ဆိုတဲ့လူကညာကလေး99တောင်ကြော်မလားမပြောတတ်ဘူးနော်။သူကဒီအဘုဒ္ဓတွေဆိုတာက မိမိသားတွေသမီးတွေဇနီးတွေမိတွေမိတွေပစ္စည်းတွေတွေ့တယ်မေမောနေတဲ့တဏှာလည်းပါပါတယ်။ရာဂဒေါသမောဟအစရှိတဲ့ကိလေသာအညစ်အကြေးတွေပါတယ်။အဲ့ဒါတွေနဲ့ဝုန်းဝင်နေရမယ်ဆိုရင်ဘယ်နည်းတော့။တပည့်တော်ဆက်နေမှာတဲ့။ငကောတော့ကလာတော့ကတပည့်တော်နှစ်ပတ်ပဲနေမလို့စဉ်းစားထားတာကိုတပည့်တော်ဖုံးဆက်လိုက်ပြီးတဲ့နောက်ထပ်တလောက်ဆက်နေမယ်။တလောက်ပြင်းတော့ဘာလုပ်လဲ။ပြန်မှာပါဟုတ်တယ်မလား။ဒါတော့သူကခွဲမိနေတဲ့စွာအားရှိလား။ မရှိဘူးခဏလောက်ခွင့်ရတာတော့မှတော်တော်လေးအောင်းဤပြီးတော့နေရတဲ့သဘောပဲနော်ဒါကြောင့်ဒီသက်ရှိတဲ့မဲ့မိမိလွန်လာတောင့်တနေတဲ့ကာမဝိတ္တအဆုစရင်းနဲ့ခွဲပြီးနေရတဲ့ချမ်းသာဒုက္ခမျိုးကိုငါကြောက်ညာနေလေသလားဆိုပြီးတော့သူ့ကိုယ်သူမေးကြည့်တယ်ဘယ်နဲ့တော့ဒီကအင်းကြီးတရားမျိုးကနေပုဂ္ဂိုလ်တွေဒီမျိုးကိုမေးတင်လားမမေးတင်ဘူးလားမိမိလက်စားလေးအပေါ်တွေ့တာနေတာနဲ့မိမိယာရုလေးအပေါ်တွေ့တာနေတာနဲ့အဲ့တွေ့တာမှုလေးနဲ့ခွဲနေရမှာကိုပဲနဲ့လေဟမ် ကြောက်တယ်လားမကြောက်ဘူးလားဆိုပြီးတော့ဒါမေးကြည့်တယ်နော်မေးကြည့်လိုက်တဲ့အချိန်ခါမှာဘုရားလောင်းဘက်ကသူ့ဟာသူ့ဟာသူ့ပြန်ဖြေတယ်သတ္တမေရှင်ရတာကုမာရအိန္ဒတောတိနာဂောအဟံတတဒုက္ခတပါယမေဉာဏ်တံဒုက္ခဉာဏ်ရေဝါကမေဟိအညတရအကုသတိတမေဟိဘဂဝတ္တရားရင်းနဲ့ခွဲပြီးမြင်ရမယ်ခန္ဓာဒုက္ခလောလတောက်ကအနေနဲ့သက်ရှိနေမယ်ကာမဟုဆိုအဆုဆုနဲ့ခွဲပြီးမြင်ရမယ်ခန္ဓာဒုက္ခဒီခန္ဓာဒုက္ခမျိုးကို နာခောအဟံတတဒုက္ခတပယံမိအဟံငါတိတတဒုက္ခတထုကဲ့သို့သောခြံတဒုက္ခမျိုးကိုနာခောပယံမိမကြောက်ပါတတ္တိရှိဘုန်းကြီးတို့ကတော့တမ်းမျိုးကြီးညိုတဲ့ညောင်ညက်ညောင်ညက်နဲ့ပြန်ရင်နဲ့လေးသံတွေကိုတော့ဘုန်းကြီးတို့ကလည်းမကြီးညိုပါဘူးနော်ပြီးတော့ဘာဖြစ်လာလဲတတ္တမေရှင်ရတန်ကုမာရဣဒ္ဓတော်တိဒကာတော်ဘောဓိမြတ်သာငါဖျားအလုံးတို့ရဲ့တန်တမှာဒီလိုစိတ်အကြံကြီးဖြစ်ပေါ်လာခဲ့ပြန်တယ်ဘယ်လိုလဲ နာခွန္တသုခရဒုက္ခတိခတောအေဝံအတိမတကတိမနပတ္တကာယေနဧဝံဤသောလှယေအတိမတကတိမနအလုံးပင်ကြောင့်ဒီယံဖြစ်သောပတ္တကာယေနရောက်ရှိ၍နေသောခန္ဓာကိုယ်ဖြင့်တန်ဒုက္ခဒုက္ခသောခန္ဓာဒုက္ခမျိုးကိုအတိကံတုံရရှိခြင်းခန္ဓာခေါ်သုခရမလွယ်ကိုဒီသာလင်ဒီငါခန္ဓာကိုယ်ကတိတ်ပင်ကြောင့်နေပြီ ဝမ်းမိတ်ဆက်နေရင်ကြောရုပ်ကိုသွတ်တွေ့တယ်ကြောရုပ်ကိုဆက်နေရင်ဝမ်းမိတ်ရေကိုသွတ်ဖြစ်နေဒီမှာဒီကြည့်နေရင်ကလောကဲခွာရလို့ဖြစ်နေခန္ဓာကိုယ်မှာရှိတဲ့အယုအစစ်တွေကြည့်လိုက်မယ်ဆိုလို့ရှိရင်ကစွန်းတွေရဲ့အယုအစစ်တွေလိုဖြစ်နေပြီနိုင်ရည်တွေကြည့်လိုက်လို့ရှိရင်ဖြူဖြင်းပြင်းနေတဲ့အရဲ့အချင်းရည်တွေလိုဖြစ်နေတယ်ထုတ်ရောက်ဒိုင်းရည်လိုဖြစ်နေဒါကြောင့်ဒီလိုပင်ကြုံပြီးတော့အလုံးပင်ကြုံနေတဲ့ဒီခန္ဓာကိုယ်ကြီးဖြစ် ညီလုံးချမ်းသာဒုက္ခမျိုးကိုငါရပ်ဖို့ရန်တော့မလိုတော့ဘူးသူကစဉ်းစားတယ်နော်ကဲမလဲတော့မလုပ်မလဲယန္နုနဟံဩလာရိကအဟာရအဟာရိယဩဒနာကုမတတိအဟံတိဩလာရိကယောယံတံသောဩဒနာကုမတံထမင်းငါအမဲကိုအဟာထမင်းငါအမဲဟုခေါ်သောအဟာရအဟာရကိုအဟာရိယံဖွယ်သုံးဆောင်ကြပါမူကယန္နုနကောင်းလေစွာ ဣတိဤသောလျင်ဣတဧသောပရိဝိတကောဣတသောစေအကြံစီသည်အဟောတိဖြစ်ပေါ်တော်မူခဲ့လိမ့်မည်။ဓမေငါအမေဆက်ရှိတဲ့ယုံကြည်ကြံ့နေတဲ့အစာဟာရတွေကိုငါဖူမဲရရင်တော့ကောင်းမယ်ဒီလိုအကြံစီပေါ်လာတယ်နော်။သောခန္ဓာတကုမာရဩလဩလာရိကအဟာရအဟာရတိဩဒနာကုမာတံရာဇကုမာရငါသောပရိမေသသောခန္ဓာထုံငါပြအောင်တော်သည်။ ဩရာရိကံယုံရင်ကျမ်းတတ်သောဩရဏဂုံမတန်ထမင်းမယောမုံအဇတ်ခမင်းငါမဲတော့ဘုံဘုံပန္နပြန်နမှတ်တော့နော်ဩရဏဂုံမတန်ထမင်းမယောမုံဟုခေါ်ဆိုသောဩရာရိကအဟာရယုံရင်ကျမ်းတတ်သောအဟာရကိုအဟာရသိဖြူဝဲခဲ့လေပြီယုံရင်ကျမ်းတတ်တဲ့မင်းလေယုံရင်နဲ့ပြည့်စုံထားတဲ့အစာအဟာရတွေကိုဖြူဝဲပြီဖြူဝဲလိုက်တော့မဖြစ်လေဒီနခောပနမန္တောဇဂုမာရသမယေနာပိစ္ဆဝကိယဘေကုပိစ္ဆုပတိတဟောတိ ညံခောသမဏောခောဓမ္မဓမ္မအတိကမိတ္တိတဏ္ဍောအာရောဇတတိတိဒီနခောဘာနာဓမ္မယေနထောခန္ဓာသကုမာရတကရောဗောဓိမေတ္တာဒီနခောဘာနာဓမ္မယေနထောခန္ဓာ၌ကမင်္ဂဖျားလောင်းတော်ကိုပိစ္ဆဝဂိယဘိက္ခုပိစ္ဆဝဂိအမိရှိတဲ့ယဟန်တော်တို့သည်ဘိက္ခုဗတိတာမြွေသူကိုမြွေနေရရှိကြကုန်သည်ဟွန်သည်ဖြစ်ကြလေကုန်၏တကရောဗောဓိမေတ္တာထောချင်းခံမှာ ငါဘုရားအလောင်းတော်ကိုဒီမိစ္ဆဝကိငါဟုတို့ကပြုစုလုံခြင်းနေကြတယ်။မိစ္ဆဝကိငါဦးနော်။ဘုန်းကြီးညဝဘဗာရိယမဟာနအတ္တိဆိုတဲ့မိစ္ဆဝကိငါဟုတို့ကဘုရားအလောင်းတော်မွေးပြီးတဲ့အချိန်ကာလစပြီးဘုရားရှင်စီအေကံဖြစ်မယ်လို့ယုံကြည်ရရှိတဲ့အတွက်ဘုရားအလောင်းတော်တော်မထွက်မူတဲ့ကကြိုတင်ပြီးတော့တောထွက်ပြီးယသိယဟန်တရားတွေကိုပေါ်မြတ်အထုံနေတဲ့သရောကောင်းတွေဖြစ်ကြပါရဲ့။